င်းလေးမှာအုံရင်ရောင်းချရင်ကနေအပြုံးလေးတွေကချစ်စရာကောင်းလို့နမဲကြီးလာခဲ့တဲ့ပြေဆုံးဖြုံပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းဗျင်းအောင် page လေးကနေကြည့်ဆိုလိုက်ပါတယ်အင်းလေးကအုံရင်ရောင်းသူတွေအဲမှာပြေဆုံးဖြုံဆိုတဲ့ကောင်းလေးကတော့ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်လေးဖြစ်နေပါတယ်တမင်နမဲကြီးအောင်လှုပ်ယူခဲ့တာမဟုတ်ဘဲအုံရင်ရောင်းနေတဲ့ပြေဆုံးဖြုံကိုဓပ်ပုံရိုက်သွားခဲ့ကြတာပေါ့ အရိကနေစတင်ပြီးတော့ပြေဆုံးဖြိုလဲနမဲကြီးလာကအင်းလေးရောက်ရင်သူ့ထံမှာအုံးရင်ဝဲတောက်ကြတဲ့အထိအောင်မြင်လာပါတော့တယ်ပြေဆုံးဖြိုကကြောင်းဖိတ်ရင်အင်းလေးကလှေလေးပေါ်မှာအုံးရင်လေးတွေကိုရောင်းလေးရှိပါတယ်ကြောင်းဖိတ်ရက်မှာမိဘတွေကိုလုတ်ကူပေါ်အတွက်သူ့ရဲ့လှေပေါ်မှာအုံးရင်နဲ့အခြားလက်ဆောင်ပစ္စည်းလေးတွေကိုရောင်းချပါသေးတယ်ရှင်အင်းလေးသားပြေဆုံးဖြိုကအသက်15နှစ်ရှိပြီဖြစ်ကကြောင်းဖိတ်ရက်တွေမှာတော့ကိုပိုင်ဝင်ငွေကိုရှောက်ဖွေရင်းနဲ့အောင်မြင်နေတာပါစကားတန်လေးကလည်းဝဲပြီးဖြူစင်တဲ့ပုံစံလေးကြောင့်သူ့ကိုစိတ်ဝင်စားလာကြပါတယ်။သူ့ကိုချစ်ခင်ပြီးမုတ်ဖိုးပေးကြတဲ့သူတွေလည်းရှိသလို သူ့ရောင်းတဲ့ပစ္စည်းလေးတွေကိုလည်းဝယ်သွားတတ်ကြရရှင်။မထင်မှတ်ဘဲနမည်ကြီးလာတာကြောင့်လူကြီးတွေကတော့သူ့ကိုစာချိုးစားဖို့အတွက်တိုက်တွန်းကြပါတယ်။အခုဆိုရင်ပြေဆောင်ဖြုတ်ကိုမော်ရယ်လို့ဖို့တော်အကြံပေးနေကြကမမရီညီမလေးတွေကမှလူကြိုက်များနေပါတယ်။အသက်ငယ်သေးလို့မောင်လေးတယောက်လိုအားပေးကြတဲ့သူတွေလည်းရှိပြီးသတင်းချုပ်ကလာရောက်မှသာမထင်မှတ်ဘဲရောင်းဝတက်လာခဲ့ရပါ။ ြေဆောင်ဖြိုကအင်းလေးမှာအုံးရီရောင်းနေတာအနှဲငယ်တော့ချမြင်သွားပါပြီ။ဒါပေမဲ့ဘသူမှသတိမထားမိကြပဲရင်းချိုးပိတ်ရမှသာအင်းလေးကိုလာလေတဲ့မမတွေကစတင်သတိထားမိကြတာပေါ့။ပြေဆောင်ဖြိုထံမှာအုံးရီဝယ်တော့ပြီးတစ်တော့မှတင်လိုက်ရာကနေလူသိများသွားခဲ့ပါတယ်။အရိကနေသူ့အကြောင်းကိုစိတ်ဝင်စားလာကြပြီးအုံးရီလည်းရောင်းကောင်းလာတာရှင်အသက်တာငယ်ပေမဲ့အလုတ်ကိုကျွမ်းကျင်တာကြောင့်အုံးသီးကိုလည်းကျွမ်းကျင်ချင်ချင်ခွဲပေးပါတယ်။ကျွန်တော်မှအားရှိတဲ့မမဆိုတဲ့ပြေဆောင်ဖြိုကအုံးသီးကိုကိုယ်တိုင်ခွဲပေးပါတယ်။ အပေါ်ဝင်ဆောင်မှုအနေနဲ့သူနဲ့ဓာတ်ပုံတွေ့ရချင်းရင်လဲရပါသေးတယ်ရှင်။အဲ့ဒါကြောင့်ပိတ်ရက်မှာခရီးသွားရင်အင်းလေးကပြေဆုံးဖြိုးရဲ့အုံးရီကိုဝယ်တော့မယ်ဆိုတဲ့အထိအောင်မြင်နေပါတယ်။ပြေဆုံးဖြိုးရဲ့အပြုံးကချစ်စရာကောင်းနေလို့သူနဲ့တွေ့ချင်တဲ့မမတွေကလည်းဒီကုတကကိုရောက်လာကြတာရှင်။အုံးရီရောင်းချတဲ့နေရာကတော့အင်းလေးကအလိုတော်ပေါက်ဖျားနီးမှာလှေလေးနဲ့ရောင်းနေတာပါ။ နေစဉ်ရောင်းတာတော့မဟုတ်ဖဲចောင်းပေးရမသာရောင်းလို့ရှိတယ်ရှင်ပေးရတွေမှာတော့မိဘကိုတက်နိုင်တဲ့ဘက်ကနေလုတ်ကုန်နေတဲ့သားလိမ်မာလေးလည်းဖြစ်နေပါသေးတယ်ပြေဆောင်ဖြိုးကအင်တာဆစ်ဆစ်တယောက်ဖြစ်လို့လှေလော်တာလဲကျွမ်းကျင်ပြီးခြေထောက်နဲ့လှေလော်တာကကြည်ကောင်းနေပါသေးတယ်နော်ခြေထောက်နဲ့လှေလော်ပြီးအုံးရည်လေးတွေကိုရောင်းတာကပဲသူ့ရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်နေတာပေါ့ဒါကြောင့်အနာကက်မှာဒီထက်မကချောမောလှပနိုင်သူလေးအဖြစ်အားပေးနေကြပါတယ် အင်းလေးမှာအခြားလုပ်ငန်းတွေရှိပေမဲ့လည်းပြေဆောင်ဖြုတ်ကတော့ထူးထူးခြားခြားအနေနဲ့အုံရီကိုရောင်းပါတယ်။လှေလေးပေါ်မှာအုံသီးတွေကိုတင်ပြီးရောင်းချတဲ့အလုပ်ကပြေဆောင်ဖြုတ်အတွက်တော့အောင်မြင်တဲ့အလုပ်တစ်ခုဖြစ်လာခဲ့တာပါ။အပြုံးကလည်းချို့တလို့ဝန်ဆောင်မှုကလည်းကောင်းလို့အင်းလေးမှာတော့နမဲကြီးနေပါပြီ။အင်းလေးကိုလာလေကြတဲ့သူတွေကတော့ဖျားဖူးပြီးပြေဆောင်ဖြုတ်ထက်မှအုံရီဝယ်တော့ချင်နေကြပါပြီ။ သူကတော့ပရက်တွေမှသာရောင်းချတတ်ပြီးចောင်းစာကိုလည်းဦးစားပေးနေတယ်ရှင်။အတိုင်ငယ်ပေမဲ့လည်းစီးပွားရေးအမြင့်ရှိအောင်တာမကအပြုံးပိုင်ရှင်လေးလည်းဖြစ်နေလို့သူ့ကိုဒီထက်မကပိုပြီးအောင်မြင်စေချင်နေကြတာပေါ့။အုံးရင်ရောင်းရနဲ့အောင်မြင်လာတဲ့ပြေဆုံးဖြိုးရဲ့အပြုံးတွေကိုသဘောကျရလားဆိုတော့ခွန်မမဖြစ်ပြခဲ့ပါအောင်ရှင်။ပရက်တို့ထဲမှာရောပရက်တွေကြောင့်ရင်အင်းလေးသွားပြီးပြေဆုံးဖြိုးရဲ့အုံးရည်ကိုတောက်မယ်လို့စီစဉ်ထားရသူတွေရှိကြလားရှင်။အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ